สวัสดีค่ะอารมณ์มิงลามาရှင်ติเชสตูดิโอเนี่ยဖြစ်ပါတယ်ติเชကဒီနေ့มาဆိုလို့ရှင်ท้ายมาสตรีทฟู้ดတွေသစားတဲ့အခါမှာအသုံးဝင်မဲ့ท้ายစကားပြောလေးတွေကိုติเชဝင်ပြပေးပါမယ်ရှင်အရင်ဆုံးအနေနဲ့ติเชတို့ကအစားအစာလို့ဆိုရင်အာဟံအာဟံအာဟံလို့ခေါ်ပါတယ်ဒါဆတ်တော့ဆန်နေပါတယ်ဆိုရင် run อาหาร run อาหาร run อาหารလို့ခေါ်တယ် ဒီနေရာမှာထိုင်းနေရာ rock out ကန်ဆိုတော့လာတာနဲ့ထွက်ကြရဲကွယ်အဲ့တော့ run အဟန်ဆိုရင် run အဟန်လို့လည်းကြားပါလိမ့်မယ်နော်ဟာအဲ့တော့ခိုင်းစားတော့ဆိုင်ဆိုရင် run အဟန်ထိုင်းတေးဥစားတော့ဆိုင် run အဟန်ဂျင်းဘာနာမည်ပြောကြနော်ခါအဲ့တော့ကိုရီးယားစားတောက်ဆိုင်မှာရောက်ပြီဆိုလို့ရှိရင်အဲမီနူးလေးတွေကြည့်ပြီးတော့ကွာမာတော့မယ်နော်ခါကိုကဒီ food menu တွေဘာမှမဖတ်တတ်ဘူးဘာမှမသိဘူးဆိုလို့ရှိရင်ကွာ main လို့ရရယ် าก้าปาเลลูมีเมซายเชลนะคะ อันนี้อะไรคะ อันนี้อะไรคะ อันนี้ดิฮาก้าอะไรสวปาเลนะคะ เมนงลิสโลคากะเตแต่ก็ลิสวยเนาะคับกับโยมีอย่างเอ๊อันนี้อะไรครับดิฮาปาเลลูมีรู้อย่างเอ๊พียมย้าตัวเพียงใครซาซาเลยอะสเตย์าตาชีเอรอเซลาลูเลยมีอย่างเอ๊มีบุลูเลยสุรุชิงที่จะกระลงนี้ต้องมาเพจไหม เพจไหม ผิดไหมสลาโลเมียเรามาดีฮากาสลาโลเมีไหมสิอันนี้ผิดไหม อันนี้ผิดไหมอากูอยากจะเรียนสวยอันนี้ผิดไหมครับม่เรียนสวยอันนี้ผิดไหมครับอะไรนี้รู้ยากเลยนั่นก็ว่าจะรอ ไอ้สัตว์ในตะขาเลยบนเนาะเดี๋ยวเราสัตว์เดชโซลูชินกูเนี่ยสัตว์ชอบีบาลุมาไหมสวยผิดน้อยค่ะผิดน้อยค่ะผิดน้อยค่ะ เราจะเรียนสวย ผ็ดน้อยครับเผ็ดน้อยครับอาศัยชอบอ่หลุดเลยใช่ไปอารมณ์โมเป็นลงว่ามาสับปูลงว่าอาศัยมาสานอะไรเนี่ยดูบอกว่าอาศัยชอบอะไรสุดตัวเรียกอาศัยชอบอะไรเพี่ว่มาสุดเนี่ยลิสต์ตีเลยแล้วก็ลงว่ามาสับปูลูปพี่ว่ามาสุดนี่ไม่เผ็ดนะคะ ไม่เผ็ดไม่เผ็ดหลูกเดี่ยวอะไรเดี่ยวอะไรลูกอย่าเลยไม่เผ็ดนะคะ ไม่เผ็ดค่ะนะคะ ပြီးတော့ဒီချေလို့အရသာနဲ့ပတ်သက်တာလေးချေလို့ပြောကြည့်အောင်ဆိုတော့ဆက်တယ်ဆိုရယ်ဖြစ်ရပြီဆိုရင်ခြိုရာလေးပြောမယ်ခြိုရယ် one 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 ခါရယ်ခုံခုံခုံညာနဲ့ kem 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 ရှင်နဲ့ပြ ියා ပြ ියා ဒါမှမဟုတ်စကားပြောကြရင်ပြ ියා ပြ ියා လို့ပြောကြတယ်ဆိုတော့တကွာအရသာလေးတည်ပြီဆိုရင်မားတဲ့ခါကြလို့ရှင်မိုက်ပေးရောမိတ်ဝါမချိုဘူးဒါမှမဟုတ်လဲဝန်နိုင်အဲ့လိုမှားလို့ရတယ်ဒါမှမဟုတ်ဘယ်နှကွာအဆက်အရန်ကြိုက်တယ်အချိုအရန်ကြိုက်တယ်ဆိုရင်အနောက်ကမတ်ဆိုတဲ့စကားလုံးကလည်းလို့ရတယ်အဲ့တော့ဖေတ်မတ်အရန်ဆက်မယ်ဝန်မတ်အရန်ချိုမယ်ဆိုတော့လည်းမှားလို့ရပါတယ်နောက်တစ်ခုကကြောက်တဲ့ချေလို့အစားအသောက်လေးတွေမှတ်တတ်ဖို့ကတုတ်တဲပြုတ်တဲထောင်းနေဒါလေးတွေတည်ထားလို့ရှိရင်အာကိုအဆင်ပြေရေပေါ့နော်အရင်ဆုံးအနေနဲ့ထောင်းနေဆိုရင်တို့က ตําตําตําလို့ပြောတယ်ตําကကျတော့အထောင်ပေါ့အဲ့ဒါအောင်မအနောက်ကတရက်တီထောင်ဆိုရင်ตําမမှုဝံလို့ပြောလိုက်မယ်နော်ခါตําမမှုဝံအဲ့တော့ตําကကျတော့ထောင်တာနောက်တစ်ခုကတစ်ချေကိုတောက်တယ်တောက်တယ်ဆိုရင်ယမ်လို့ပြောတယ်ယမ်ယမ်သူမမတော့ပါနေဆိုရင်ယမမလို့ခေါ်တယ်လို့မျိုးပေါ့နော်နောက်တစ်ခုကကျတော့ပြုတ်တယ်ဆွပြုတ်နေပါလေဆိုရင်သူကတုံးလို့ပြောပါတယ်တုံးတုံးတုံးသမုပ္ပါဒ်စတာဆွပြုတ်ပါညာဆိုရင် တုံးကြိုက်အဲ့လိုမျိုးပြောရမှာနော်တုံးကကြတော့ပြုတ်တာနောက်တစ်ခုခြေတော့ကင်လာသွားမယ်ကင်လာမှဆိုရင်တို့ကနှမျိုးရှိတယ်ပထမဆုံးအသားစိမ့်နေမျက်လုံးနဲ့မြင်ကြည့်လိုက်အသားဝတ်သားချက်သားတွေကိုမူပူနဲ့မြများနဲ့အဲ့လိုမျိုးကင်မယ်ဆိုရင်ခြေတော့ young ဆိုတဲ့အသုံးနဲ့သုံးမယ်နော်ခါ young young ဥမာပြင်ချက်သားကင်ပါ냐ဆိုရင်ကြိုက် young ကြိုက် young လို့ပြောရဲဒီအေးကလေးနဲ့ကင်ဖို့လိုတဲ့ဟာတွေဆိုကြတိတ်မယ်သုံးမယ်နော်ခါ ping ping sitting တော့ပါလေနောက်တစ်ခုကြော်တာလဲအဲ့ဒီသဘောတရားတိုင်းပဲအဲ့တော့ကြော်တဲ့အခါမှာဆိုလို့ရှိရင်စီမညာနဲ့နီးပူပူနဲ့ကြော်တယ်ဆိုရင်ခြေတော့က thought လို့တုံးတယ် thought thought အဲ့တော့ခြေတော့ guess လို့ပါလို့ကြော်ကြော်လေးပါဆိုရင်ကြိုက် thought လို့ခေါ်တယ်နော်ခါကြိုက် thought နောက်တစ်ခုကကြော်တော့ခြေတော့ thmin ကြော်လို့ပါလို့ဆိုရင်ကြတော့ thmin ကြော်ကအဲ့လိုမျိုးစီပူပူစီအများကြီးနဲ့ကြော်စရာမလိုဘူးလေနော်မိအေးလေးပဲကြော်ရုံပဲအဲ့လိုမျိုးဆိုရင် phat လို့ခေါ်တယ်နော်ခါ phat 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 ဒါလေးတွေလည်းကိုကတိထားဖို့လိုပါတယ်အဲ့တော့ကိုရီးယားထိုင်းမှာဆိုင်ရောင်းလို့ကူမာတော့မယ်ဆိုလို့ရှိရင်ခေါ်လို့ကပ်ပြီးတော့မာလို့ရတယ်ခေါ်ဆိုတာပေးပါလို့ပြောတာပေါ့နော်ဥပမာဖြင့်ခေါ်ခေါက်1จานค่ะသမင်းတပွဲပေးပါဒါမို့ရှင်လေဒီတော့တဘူးပေးပါခေါ်น้ํา 1 ขวดครับ ขอน้ำหนึ่งขวดครับเดี๋ยวจะรู้ยาเลยเออเชื่อว่าท้ายงานซาต้าไซน์มาเยาวโลสตรีทฟู้ดเบสซาซาซาต้าไซน์มีนู้ดเบสซาซาตะคู่คู่กวาเวดาริบาริมาแล้วไหมส่วนขอဆိုတဲ့စကားလုံးလေးကပ်ပြီးတော့မှာရပါတယ်။ဒါကကြတော့ဒီ time မှာဒီလိုမျိုး street food တွေတစားတဲ့အခါမှာအသုံးဝင်မဲ့စကားပြောလေးတွေကိုတစ်ချေရနေကိုဝင်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီချေဒီ YouTube channel လေးကနေပြီးတော့အခုလိုမျိုး time စာနဲ့ပတ်သက်ပြီးတော့ ဘောသူတရဖွဲ့အများကြီးဝင်ရပြီလည်းရှိပါတယ်ရှင်။ထပ်ပြီးတော့သိရှိချင်တာတွေရှိလို့ရှင်လေဒီဗီဒီယိုရဲ့အောက်မှာ comment မှတ်ခဲ့လို့ရတဲ့ဘယ်မျိုးဒီလိုမျိုးဘောသူတရဖွဲ့တွေအများနဲ့အဆင်ပြေလေ့လာရှင်နေဆိုလို့ရှိရင်တော့ဒီချေရဲ့ channel လေးကို subscribe လုပ်ထားဖို့ပြေးပါမယ်เนาะ။အားလုံးကိုကျေးဇူးများတင်ပါတယ်ဒီချေစတူဒီယိုမှာဖြစ်ပါတယ်ရှင်။ဒီချေစုနဲ့အတူထိုင်းစာတင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတွေတွေက TikTok ဆိုလို့ရှိရင် contact x လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှင်ဒီချေရို bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်တကယ်လို့ facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်